မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးစင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဦးစင်းကတော့ဟိတေတီဆရာတော်ပါ။တရားမှတ်တဲ့ရှုမှတ်ဖို့တတ်တဲ့လမ်းကြောင်းကိုတိတိကျကျသိဖို့လိုပါတယ်။တိတိကျကျသိမှတရားလုံးလို့ရမှာဖြစ်ပါတယ်။အရင်လေဗီဒီယိုပိုင်းတွေမှာပြောထားပြီးပါပြီ။ တရားဆိုတာက မနဲ့မိုးလင်းကလေးကနေညာမိုးရှုပ်တိတတိပိစုံပံမှာ ရှိနေရမှာဖြစ်ပါတယ်စိတ်ဟာ ပိစုံပံမှာရှိနေရမှာဖြစ်ပါတယ်ပိစုံပံကနေမထွဲရပါဘူးเนาะပိစုံပံကနေစိတ်ထွက်တော်တယ်ဆိုတာ ਨੇ တမာတိပြတ်တာပါပဲအဲ့ဒါ ਨੇ တမာတိထူထောင်ပါမြတ်စွာဘုရားကတမာတိထူထောင်ပါဆိုထွက်လေဝင်လေပဲသိတယ် ကြံတာမသိတော့ဘူးဖုံဖုံတို့ဘလို့မဲ့လေဖုံဖုံတို့မျက်လုံးဖွင့်ထားတယ်ဘေးကမထမ်းဆရာတော်ကပြောလေမျက်လုံးပဲမိထားရတယ်လို့เนาะမျက်လုံးမဖွင့်ရဘူးလို့ဘေးဖုံးကြီးပြောလေဘေးဖုံးကြီးမှမပြောဘူးเนาะကိုကလေ့ကျင့်ကြည့်လို့ရတယ်မျက်လုံးဖွင့်ပြီးတော့ကြားရတဲ့အသံတွေမှာစိတ်ကိုထားရတယ်စိတ်အထိတ်ကိုထွက်တော်သလားအနာကဲကိုထွက်တော်သလားထွက်တော်လို့မရဘူး ငါခဏနေရင်သေမေးသူကြားရအတိုင်းမှာပြန်ပြီးတတိကတ်နေဒါကြာစိတ်ကြာစိတ်သိပင်းနေတယ်စိတ်ကိုကိုကအတန်အခြေကြီးကြာတာနဲ့အိမ်မြောင်လေးမြည်ပြီးအတန်လေးကြာတယ်ငက်ကလေးတွေကိကိကိမြည်တာလဲကြာတဲ့အတန်အဓိကတော့စိတ်ကိုပိတ်ဆို့ပံမှာငြိမ်နေအောင် သိပင်းနေဖို့ပဲ ဒီပေးနေပြီးတော့ပြီးတော့ပြီးထားခြင်းနဲ့ဒီပေးတယ်ခန္ဓာအာပြုတယ်ဒီပေးတယ်ခန္ဓာလေးရင်လေးတယ်ဒီပေးတယ်ညာလန်းရင်ညာလန်းတယ်ဘေးလန်းရင်ဘေးလန်းတယ်ဒီပေးတယ်ဖနက်စီဖို့ဖနက်ကိုခြိတော့မှထိုးရင်ထိုးတယ်ဒီပေးတယ်ခဏနေရင်သေမှနော်မသိပေးလို့ကိုမရတာခဏနေရင်သေမေးလို့ကိုကသိနေတဲ့လူကခြိတော့မှ ဖနက်မှထိုးရင်ထိုးတယ်ပေါ့ ठी လေးကိုကိုင်းရင်ကိုင်းတယ် နော်ယောဂာသေးလို့ပေါ့ညညောညင်းနဲ့လမ်းလျှောက်တယ်ညာလမ်းရင်ညာဘေးလမ်းရင်ဘေးလျှောက်တယ်ရက်နေတယ်ရက်နေတဲ့အချိန်မှာဟောရက်နေတဲ့သဘောကိုသီးပေးနေတယ်စိတ်အပြေမထွက်အောင်မြင်တယ်မြင်ကွင်းတယ်မြင်စိတ်မြင်စရာနဲ့သီးပေးနေတယ်မြင်ကွင်းတယ်မတူပါလားမတူပါလားပြောင်းနေပါလားခန္ဓာတွေလေဒါစိတ်ဆိုတာခန္ဓာအဲ့ဒီလိုသီးပေးနေမှစိတ်ကအတိတ်ကိုလည်းမထွက်ဘူးအနာဂတ်ကိုလည်းမထွက်ဘူး နောက်ချာတတိနဲ့ပြန်ဆက်တယ်ကြားတယ်အပန်းအပန်းတန်ကြားတယ်ရက်တယ်နောက်တန်ကြားတယ်ရက်တယ်နောက်မြင်ခွင့်မြင်စိတ်နောက်မြင်နေပြန်တယ်အစင်းတွေမတူဘူးခဏကအစင်းနဲ့အခုအစင်းနဲ့မတူဘူးကိုကစကားပြောချင်းလာတယ်လူတယောက်ကိုစကားပြောချင်းလာတယ်ဆိုတဲ့အခါပြောဖို့အတွက်အားပြုတယ်ဒီပေတယ်ဒါပြောလိုက်လို့သူကလိုက်နာမလားဘာထူးမှလည်း မပြောတော့တာပဲအကောင်းပါတယ်မပြောပေးနဲ့ကိုကပိစုံပံမှာဖြီးနေတဲ့အကြောင်းအရာတွေကိုသိနေရင်ဘလိုမျိုးသိနေလဲဥပမာဖုံဖုံတပါကဥပမာဖုံဖုံတပါကဟိုကလုတ်နေပေါ့ဖုံဖုံတပါကလိုက်ဆိုပါပြောတယ်လိုက်ဆိုတဲ့အခါနှခမ်းတွေလှုပ်တာသီးပေးတယ်အသံရက်တာသီးပေးတယ်နော်အသံအပြူတာလေးကိုသီးပေးနေတယ်စိတ်အပြင်းမထွက်ရအောင်လို့ပေါ့ ကဲရှီခိုးဖို့အတွက်ငုံရင်ငုံနေ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 ဒီပေးတယ်ရှီခိုးပြီးတော့မှပြန်ပြီးတော့မော်ရင်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 ဒီပေးတာပေါ့နော် လေကိုမတင်တာလေးကိုဒီပေးတာပေါ့အဲ့လိုမျိုးဆက်ဆက်နေမှတတိမဆက်ဆက်လို့ပညာမပေါ်တာတတိဆက်ဆက်တယ်ဆိုတာကစိတ်အတိတ်ကိုထွက်တော်လို့မရဘူးအနာဂတ်ကိုထွက်တော်လို့မရဘူးတနေ့ကုန် အဲ့လိုဆိုရင်ပညာပေါ်မယ်အဲ့ဒီပညာကိုပဲတရားရရတယ်လို့ခေါ်တာပါနော်တရားရရတယ်တရားရရတယ်ဆိုတာပညာအစင်းကိုရောက်မှ တရားရမှာပညာအစင်းဆိုတာဘလိုမျိုးလေးဖရာလို့မေ့မနေနဲ့ကိုလုံးရမေ့လမ်းစိန်ကိုပဲလုံးနော်အဲ့ဒီကကိုတိုင်သီလာမေ့တရားဖြစ်တယ်မြတ်စွာဘုရားကပြောလေအကာလီကောဟွာဘော့ ဤဤပတိကော တရားတွေကအမြဲတမ်းခေါ်နေတယ်မက်ပါရှုပါမက်ပါခေါ်နေပြီးသားတရားတွေကနော်ဤပတိကောသံဒိဋ္ဌိကောဟုတ်ပါလားမှန်ပါလားပြည့်နေပါလားမတူပါလားဒီပြည့်နေမှာစိတ်ကအတိတ်ကိုမထွက်ဘူးအနာဂတ်ကိုမထွက်ဘူးအဲ့လိုမှတ်နေမှာအကာလီကောအခါမလင်းအကျိုးပေးတာအခါမလင်းအကျိုးပေးတယ်ဆိုတာကညာလန့်တွေပေလန့်တွေရှောင်းရင်းနဲ့လေပညာပေါ်တော့နိုင်တယ်နော်ညလုံးဖွင့်ပြီးတော့ ကြတဲ့အပံလေးကိုသီးပိနေရင်လည်းပညာပေါ်သောနိုင်တယ်။ TV ကြည့်နေရင်လည်းမြင်ခွင့်နဲ့မတူပါလားမတူပါလားဝင်မပါနဲ့ကြည့်နေရင်လည်းပညာပေါ်သောနိုင်တယ်။ဒါတရားလမ်းကြောင်းတော့ဘသူကမှထွက်လေဝင်လေမဲ့လို့အာဓမမဲ့ခိုင်းလို့မရဘူး။ဒါထွက်လေဝင်လေမက်တာက အစားပထမမှာ ကိုတို့ကလုတ်ခိပြီးပြီလေ။နော်ဘာမှမလုပ်ရသေးသူကတော့ထွက်လေဝင်လေကစပါ့။ အိုးကထွက်လေဝင်လေမပိသားယောဂီတွေကကြတော့ဟိုကစိတ်ကိုပဲစောင့်ကြည့်မင်းပေါ့ခဏနေရင်သေမင်းခဏနေရင်သေမင်းငါသေနိုင်တယ်သေနိုင်တယ်ဒီစိတ်တွေတော့ကားတွေပြောင်းအောင်နော်စိတ်ထဲမှာမကဲအောင်အော်ဒီလိုနေတိုင်းရမှာပါလားလို့တီတီကြာကြာရှင်းရှင်းလင်းလင်းသီးတော့ရင်နော်ပျော်တော့ပြီသူဟာတသံတရားလုံးဒီလိုမျိုးမကြခေဘူးဘူး မန်ပါလားဒီတရားလို့ကိုကဘာဖြစ်လဲပျော်တော့ပြီအဲ့ဒါအပျော်ဆုံးလူဗုဒ္ဓရင်ခွင်ထဲမှာဆိုတာမှန်တာပေါ့အပျော်ဆုံးလူကဗုဒ္ဓရင်ခွင်ထဲမှာရှိပါတယ်အဲ့ဒါနဲ့တရားရဖို့အတွက်ကိုတို့ကမနဲ့မိုးလင်းကလေးကနေညာမိုးတရှုပ်ကြီးကိုစိတ်ကိုဘတော့မှအတိတ်ကိုမစင်စားမင်းအောင်စင်စားမင်းရင်တော့စိတ်ထွက်နေတယ်နော်ကိုကကိုသိ ကိုယ့်ကိုစိတ်ထွက်နေနေတော့ငါဘာကိုမဲရမလဲဒီကနေ့လေးကလူတွေကဘာကိုမဲရမလဲသူတို့မသိဘူးယနေ့လေးကမြင်ကွင်းတွေမတူဘူးလေအဲ့ဒါကိုမက်လေကြားတဲ့အမှန်တွေမတူ